်ဘာစီလိုနာကဒီလာမယ့်ရာလီကနေစပြီးတော့အသင်းရဲ့စတာပွိုင်းလေးလာမယ်တော့မယ်ကိုအသင်းရဲ့ကတဝင်ဂျော်နမန်30ကိုပေးသွားတော့မှာဖြစ်ပါတယ်။အသင်းရဲ့တိုင်းရာမယ်ကစာပြီးလက်ထက်မှာဘာစီလိုနာအသင်းကြီးကိုစတင်ရောက်ရှိလာခဲ့တဲ့အဲ့ဒီရာဒီမှာပဲခြေစွမ်းပြသနိုင်ခဲ့ပြီးတော့ဒီဝန်တာကဲအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါပြေးတဲ့ရာသီနေပြဟန်စီပလက်လောက်အောင်မှာတော့ဒီရမယ်တိုးတက်မှုတွေကတားမြစီမြဖြစ်လာခဲ့ပြီးတော့တံပွဲဆောင်ဂိုးပောင်ရင်ပတ်သက်မှုကို25ချိန်ဒီပြုလုပ်ထားနိုင်ခဲ့တဲ့အထီးကိုစွမ်းဆောင်ရင်ကောင်းရပြသနိုင်ခဲ့တာဖြစ်ပါတယ် ဘာစနာတင်းနဲ့တူလဲဒါလီကာဗလာကိုပါဒယ်ရီဗလာနဲ့စပိန်စပါဗလာရရှိခဲ့သလိုဒီချန်ပီယံလိမှာလည်းတို့နဲ့ဆွေးဖိုင်နေဒီတယောက်နိုင်ခဲ့ပါတယ်။နိုင်ငံတင်းနဲ့အောင်မြင်မှုကိုသွားကြည့်မယ်ဆိုလို့ရှိရင်လည်းတို့အနေနဲ့ဒီ Nation League ဘိုလိုဝဲတီတယောက်နိုင်ခဲ့ပေမဲ့ဒီကုတ်ကြီး Ronaldo ရဲ့ Portugal team ကိုကျုံးနေခဲ့တာကြောင့်ဒုတိယနဲ့လာချင်းနေခဲ့တာဖြစ်ပါတယ်။အလက်ရှိချိန်မှာ Ramen ဟာဒီနေ့ဘောလုံးရောဆူအတွက်လည်းဒီစကားတင်းစကားမဆင်းနဲ့မှာပါဝင်နေပြီးတော့ပြင်းထန်ချိန်ဝင်ဒန်ရီနေနဲ့ဒီစုကိုရရှိဖို့တဲ့ရေးပန်းစားနေပါတယ်။ဒါကြောင့်လေဘာစီလိုနာတင်းကပြီးခဲ့တဲ့ရာသီမှာပဲဒါမေကိုနှိရှိစာချုပ်ထုတ်ဆိုခဲ့ပြီးတော့စာချုပ်ဖြတ်သိမ်းချက်ကိုလည်းပေါင်10ဘီလီယံထည့်သွင်းခဲ့တာဖြစ်ပါတယ် အခုလာမယ့်ရာသီမှာရာမေကဘာစီလိုနာရဲ့ကနဝင်ကျောင်းနံပါတ်30ကိုဆက်ခံရရှိသွားမှာဖြစ်ပါတယ်။ကနဝင်ဦးတို့ကတော့ဒီနံပါတ်ကိုဝစ်စင်တာကအန်ဆိုဖာဒီဖြစ်ပါတယ်။အန်ဆိုဖာဒီကဒီမိုနာကိုအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်တာကြောင့်ဒီကျောင်းနံပါတ်ကလက်လက်သွားတယ်။လက်လက်သွားတဲ့အချိန်မှာဒီရာသီမှာရာမေကဆက်ခံသွားမှာပါ။ဒီကျောင်းနံပါတ်30ဆိုတာဒီဘာစီလိုနာအသင်းမှာကနဝင်စားမရဖြစ်ကြတဲ့ရီဘယ်တိုတို့ရန်နေဂျင်ဟိုတို့မက်ဆီတို့ဝစ်စင်ကလေးနံပါတ်တွေဖြစ်တာကြောင့်သမိုင်းကြောင်းအစင်လာကြီးမှလို့ဖီအားလည်းအများကြီးရှိတဲ့နံပါတ်ပါ ရမယ်အနေနဲ့ဒီ tournament 30ကိုဝစ်ဆင်ပြီးတော့အရင်လိုမျိုးခြေစွမ်းပြသနိုင်မလားဆိုတာကတော့ကျွန်တော်လာမယ့်ရာသီမှာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။နေ့ဗီဒီယိုဖြစ်မြောက်ရေးအတွက်ဂိုညီပန်ဖို့ပေးထားတာတော့ 3H Gaming ကပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဝါသနာပါလို့ဘောဘွဲတွေစော်ကလာခြင်းတော့ payment စင်ညာမှာ link down ပြီးအကောင့်ဖွင့်မှာက၂၀ရာခိုင်နှုန်းပေါင်းနဲ့ရရှိမှာဖြစ်ပါတယ်။